အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ပြောပြချင်တဲ့ကိစ္စအကြောင်းအရာလေးကတော့လူတွေတချို့တွေချမ်းသာကြတယ်တချို့တွေကြတယ်စီးရဲကြတယ်ဘာကြောင့်တချို့ချမ်းသာကြတယ်တချို့စီးရဲကြတာလဲမတို့တွေဘယ်လိုလုပ်ကြမလဲဒီအကြောင်းလေးအကြံဉာဏ်ပေးချင်လို့ပါအဲ့တော့လူတယောက်ချမ်းသာတဲ့အကြောင်းရင်းဟာကံဉဏ်ဝရိယသုံးခုစလုံးတစ်ပြိုင်နက်တိုက်ဆိုင်မှာချမ်းသာတတ်ပါတယ် ကန်းဆိုတဲ့အရာမှာတချို့ကတော့ကန်းဆိုတာအလုပ်လို့ပြောကြပါတယ်ကျွန်တော်အနေနဲ့ကျွန်တော်ရဲ့ခံယူချက်အနေနဲ့ definition ဖွင့်ရရင်တော့ကန်းဆိုတာဟာအချိန်နဲ့နေရာပေါ်မှာမူတည်ပြီးတော့ကန်းဆိုတဲ့အရာဖြစ်ပေါ်တယ်လို့ကျွန်တော်ခံယူမိပါတယ်ဒါဖြစ်ရင်နေရာဆိုတဲ့ကိစ္စလေးကျွန်တော်ပြောပြချင်ပါတယ်ဒီလိုနေရာနဲ့နေရာဆိုတဲ့ကိစ္စကိုပြောရမယ်ဆိုရင် လူတယောက်ဟာဥမာအောက်ခြေပေါ့နော်ဈေးရောက်မယ်ဆိုရင်ဈေးရောက်မယ့်နေရာကိုရွေးချယ်ရအောင်ဘယ်နေရာမှာငါဘာရောက်မလဲလမ်းမကြီးမှာရောက်မလားလမ်းတွေထဲမှာရောက်မလားလူစီတဲ့နေရာမှာရောက်မလားဒါကိုစဉ်းစားရပါတယ်လူမစီတဲ့နေရာမှာဈေးသွားရောက်မှာတော့ဒါရောက်ရမှာလည်းမဟုတ်ပါဘူးလမ်းမကြီးတွေလူလူများမြင်နိုင်တဲ့နေရာမျိုးတွေမှာဈေးရောက်မှာလည်းဒါဟာအဆင်ပြေမှာပါအဲ့တော့ဒီလိုနေရာဟာ ူတယောက်ရဲ့ကန်စာတာအတွက်ကိုယ့်ရဲ့စဉ်းစားမှုအတွက်ပေါ့ပါပဲမူတည်ပါတယ်ကုမ္ပဏီမှာလုပ်မယ်ဆိုရင်လဲခြားဝန်ထမ်းအဖြစ်နဲ့ကိုကအလုပ်လုပ်မယ်ဆိုရင်လဲကိုကြွကျင်တဲ့အလုပ်နဲ့ကိုစိတ်ဝင်စားတဲ့အလုပ်နဲ့ကန့်ညီတဲ့အလုပ်မျိုးဆိုရင်ကို့အတွက်ပိုပြီးပျော်လေလုပ်ငန်းဝင်မှာပျော်ရွှင်ပြီးတော့ကိုနဲ့လဲကန့်ညီပါတယ်ဒီနေရာဟာဒီကုမ္ပဏီဟာငါ့အတွက်ကန့်ညီတဲ့အတွက်ကြောင့်ငါစိတ်ဝင်စားနဲ့လုပ်တဲ့အတွက်ကြောင့်တတိယလဲကိုနေရာပြီးလာပါတယ်လုပ်ငန်းကြွကျင်မှုတွေလဲရလာပါတယ် ီလုပ်ငန်းကနေပြီးတော့ကိုကခွတ်ထွက်ပြီးတော့တခြားလုပ်အဲ့နဲ့ဆက်တွေ့တဲ့လုပ်ငန်းတွေကိုလုပ်မယ်ဆိုရင်လေကို့အတွက်အကြံဉာဏ်ဒီကို့အတွက်ရက်တီဖို့ဘဝရက်တီဖို့တဲ့အများကြီးအထောက်ပံ့ပေးပါလေကိုကစိတ်မဝင်စားတဲ့အလုပ်တစ်ခုကိုဝင်လုပ်နေမှတော့ဒီဟာကဘလို့မှအခြေအနေမပြေပါဘူးဒါကိုကိုကကိုရီးယားကံမကောင်းဘူးလို့ပြောကြတယ်အမှန်အတော့ကိုကလည်းစိတ်ဝင်စားမယ်ဒီနေရာဟာကိုနဲ့ကန့်ညီတယ်နောက်ပြီးတော့ကျွန်တော်ပြောသလိုဒီနေရာဟာကျွန်တော်တို့တာမန်ဆိုရင်လည်းဈေးရောက်မယ်စိုက်ကန်းနေမယ်ဆိုရင်တော့ဗျာ လူစီတဲ့ဈေးလိုနေရာမျိုးမှာစိုက်ကားကြီးသွားထိုးထိုင်ဟိုငှားရတာပေါ့အဲ့တော့ကန်ကောင်းဖို့အတွက်နေရာဟာလည်းအရေးကြီးပါတယ်ပြီးတော့အချိန်ကိုပြောချင်ပါတယ်ကန်ကောင်းဖို့အတွက်နေရာနဲ့အချိန်တို့ကျွန်တော်ဆောလုံးတာပြောပြထားပါတယ်အချိန်အချိန်ဆိုတာကပြောပြမယ်ဆိုရင်နေရာဒီလိုအချိန်မျိုးမှာကျွန်တော်တို့အနည်းတွေသွားရောက်ကြည့်ပါလားအဆင်မပြေပါဘူးဘယ်သူမှလည်းမဝဲပါဘူးဘုန်းကုံသွားမှကျွန်တော်တို့ဆောလုံးပြောသူမိုးကအင်ကြီးရောင်းလို့လေအဆင်မပြေပါဘူးသူ့အချိန် သူ့နေရာဆိုတာရှိပါတယ်သူ့အချိန်နဲ့သူ့နေရာနဲ့ကပ်ညီပြီဆိုရင်အဲ့ဒီလူဟာကံကောင်းပါလေအဲ့တော့လူတယောက်ကြီးပွားချမ်းသာဖို့အတွက်ကံညာဝရိယဆိုတဲ့သုံးခုထဲမှာညံကံကတော့ကျွန်တော်သုံးသပ်ပြီးသလိုအဲ့လိုပြောပြပြီးတဲ့အခါမှာညံဆိုတဲ့အကြောင်းပြောပြကြတယ်ညံကတော့ကျွန်တော်တို့ဖတ်ရှုလေ့လာတဲ့စာအုပ်တွေစာရွက်စာတမ်းတွေပြီးတော့ပဝိညာဉ်ဗဟုတုတ္တတွေကိုယ့်ရဲ့လေ့လာစုံစမ်းမှုတွေ observation တွေအဲ့ဒီပုံမှာမူတည်ပြီးတော့ကိုဟာညံကြီးတက်တာပါ ငါဘယ်လိုလုပ်မလဲငါဘယ်လိုစဉ်းစားမလဲဒါဒီကိုစဉ်းစားရပါလေလူတွေဟာညအိပ်ပြီးရင်မနေ့၄နိုင်တော့ဆိုတို့ကြတာများပါတယ်အဲ့တော့တည်နူးတော့အကြံပေါ်ဆိုတဲ့ဗမာစကားလည်းရှိပါတယ်အဲ့လိုတည်နူးလာတဲ့အချိန်မှာလူဟာအုံနောက်ကရှင်းတန့်နေပါလေလမ်းဆန်းနေပါလေအဲ့လိုတည်နူးလာတဲ့အချိန်မှာကိုလုတ်ခဲ့တဲ့အလုပ်အတွက်သုံးသပ်စဉ်းစားရပါတယ်ငါတို့ဒီနေ့လုတ်ခဲ့တဲ့အလုပ်ဘယ်လိုအနိဒါလဲငါဒီလိုဟာဘယ်လိုလုပ်မလဲအဲ့ဒီရှင်ကညံဒီအကြံဉာဏ်အစ်စ်အစမ်းနေထွက်လာပါလေ ူများမလုပ်သေးတဲ့အလုပ်မျိုးနောက်တစ်ခုကကိုလူတွေဘာတွေလိုအပ်နေလဲဆိုတာစဉ်းစားပြီးတော့အဲ့ဒီအချိန်မှာလုပ်မယ်ဆိုရင်အဲ့ဒီအကြံဉာဏ်တွေထွက်လာပါတယ်လူတွေဘာလူနေလဲဒီအချိန်မှာလူတွေဘာတွေအရေးကြီးလိုအပ်နေအဲ့ဒါကိုကိုကကောက်ချက်ချပြီးအတိအကျလုပ်နိုင်နေဆိုရင်အဲ့ဒါဟာကို့အတွက်ညံကောင်းတယ်လို့ပြောလို့ရပါတယ်ညံကောင်းတယ်ဆိုတာဟာအဲ့ဒီလူသူများတွေအရန်အိမ်မောကြနေတဲ့အချိန်မှာသူဟာတည်ရင်းနိုးတာအချိန်မှာစဉ်းစားတဲ့အတွက် သူ့အတွက်အကြံဉာဏ်ကောင်းတွေရရှိလာခဲ့တာဖြစ်ပါတယ်။ဝရိယဝရိယကတော့ဗျာလူတိုင်းစိုက်ထုတ်ရမယ့်ကိစ္စပေါ့။ဒါဒီအကောင်းအောင်နေပြီးတော့အင်းနောက်မှလုပ်မယ်။အင်းနောက်တည့်ရမှလုပ်မယ်။ငါတော့အင်းဈေးထွက်တာကတော့ဒီနေရာတော့ဒီနေ့ပဲထွက်လိုက်ပါဦးမယ်။နောက်နေ့မှထွက်ပါမယ်ဆိုတော့မလုပ်ရဘူး။ဝရိယဆိုတာအချိန်တိုင်းသူများတဲ့ဥပ္ပါအမဈေးနေရာဥပွင့်ဆိုရင်တော့ကိုကစောစောထပြီးတော့ဒီနေရာလေးကိုငါသူများမရခင်လေးဥလိုက်တယ်ဒီနေရာလေးကပိုရောင်းတော့ဝိရိယမျိုးပေါ့နော်။အော်ညမိုးချုပ်တဲ့အချိန်အထိကိုဟာ ဆောင်းလာပြောလို့မန်နေဂျာရဲ့လုပ်မဲ့ကိစ္စဝိစာတွေအတွက်စာရေးစာတမ်းတွေပြင်ဆင်သွားမယ်ရုံရောက်တဲ့အခါကျတော့ဟာအရာရှိရမိတဲ့အခါကျတော့ဟာငါကျွန်တော်ပြီးသွားပြီဆိုရင်ဟာမျက်နှာသာရမယ်ကိုအခွင့်ရေးရမယ်ယာတုတိုးဖို့တွေဖြစ်လာတယ်အဲ့တော့ဝရီးယာစိုက်ထုတ်တဲ့လူတွေလူမလည်းဒါကံကောင်းပြီးချမ်းသာတာပါအဲ့တော့ကံညာဝရီးယာဆိုတာဟာအချိန်တစ်ခုတည်းမှာတပြိုင်နဲ့တက်လာဖို့အတွက်ကိုဟာအဲ့ဒီသုံးခုစလုံးကိုတပြိုင်နဲ့ကြိုးစားနေရမှာဖြစ်ပါတယ်ဒါမှသာကိုဟာကြီးပွားချမ်းသာမှာပါအဲ့ဒီကတစ်ခုဒါ tribot ပုံစံမျိုးပေါ့၃ချောင်းတောက် တခုသာရော့နေသွားမယ်ဆိုရင်အဲ့ဒီလူဟာဘယ်တော့မှမကြီးပွားပါဘူး။ဒါကြောင့်မလို့လူတိုင်းဟာကြီးပွားချမ်းသာကြရဲဆိုတာကျွန်တော်တို့တာမန်လူတွေလုပ်နေတဲ့အလုပ်ထက်သူတို့ဟာပိုပြီးတော့အဲ့ဒီကံညာဝရိယကိုစိုက်ထုတ်ကြလို့ပဲဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်ရဲ့ channel လေးကိုကြီးချင်းအဖြစ်လူများနဲ့စကားပြောတဲ့အခါမှာကိုဟာဘဂုတုတကြော်ရတဲ့သူတယောက်ဖြစ်ချက်ချက်တည်ခြင်းနေဆိုရင်ကျွန်တော်ရဲ့ channel လေးကို like follow နဲ့ subscribe လေးလုပ်ပြီးကြပါဦးလို့ ားလုံးကျမ်းပါပြီရန်သူမျိုး၅ပါးအန္တရာယ်ကကင်းဝေးကြပါစေခင်ဗျာ